အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဒီပတ်ရဲ့ weekly recap ကနေပြီးပြန်လည်ပြီးကြိုလိုက်ပါတယ်ထို့ကနေကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့တပတ်တပတ်ပြီးသွားရင်တော့ weekly recap အနေနဲ့ဒါကျွန်တော်အသင်းသတင်းစီရဲ့ဒါကျွန်တော်တို့အကြောင်းတွေကိုကျွန်တော်ဒီတိပြောသွားမှာအဲ့တော့ဒါတနေ့ကို video 6ပုတ်တင်နေတဲ့ page အနေနဲ့ဒါကျွန်တော်6သင်းကိုဒါမနေ့ကနေပြီးတော့ညတိတောက်လျှောက်သွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ပထမဆုံးသွားမယ်အသင်းကိုတော့ကျွန်တော် Arsenal အသင်းကြောင့်မပြောပထမဆုံးသူတို့ ပထမဆုံးကန်ခဲ့တဲ့အသင်းလေးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အာစနိုအသင်းနေနဲ့ဆန္ဒလန်းနဲ့တွေ့တဲ့အချိန်မှာတကယ်ကိုတော့ကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားမှုကောင်းပြီးတော်တော်လေးကိုဖြစ်အဲ့တော့ဒီနေရာမှာကျွန်တော်ပွဲအကြောင်းဆိုတာတက်စားအဲ့ဒီကအာစနိုအသင်းနေနဲ့ production con တွေကိုပြောသွားမှာပေါ့နော်အဓိကဒီနေရာမှာဒါကျွန်တော်တို့လူတော်တော်များအာစနယ်နဲ့ပတ်သက်ပြီးအဓိကဝေဖန်မှုတွေကိုတွေ့ရမယ်တဲ့မှာပါဟာအာစနယ်စောင်းဝင်လာပြီးအာစနယ်ဘာဖြစ်တယ်အာစနယ်ညာဖြစ်တယ်ဆိုတဲ့ဥစားမျိုးကိုအဓိကဝေဖန်အဓိကဒီ recap ကလည်းအာစနယ်နဲ့ပတ်သက်ပြီးပြောတာဆိုတာမှတ်ပေမဲ့အဲ့ဒီကဆန္ဒလန်းရဲ့ခြေစွမ်းကိုအင်မတန်မှလူတော်များမတွေ့လိုက်ကြဘူးမကြည့် အဲ့ဘကိုယ်ပွဲမလို့မကြည့်ကြလဲဖြစ်ရင်ဖြစ်မယ်ဒါလက်ရှိမှာတချို့ကြလဲဒါမပြီးကြအောင်ဆောင်းတာလဲဖြစ်ရင်ဖြစ်မယ်အမျိုးမျိုးပေါ့နော်ကျွန်တော်ကြဒီပွဲကိုဒါမိနစ်60ဒီအပြည့်ကြည့်လိုက်ရတဲ့လူတယောက်အနေနဲ့ဆန်ဒါလန်ရဲ့ခြေစွမ်းကအာစနယ်ကိုတကယ်လွှမ်းမိုးမှုကြီးသွားခဲ့တယ်လို့ပြောလို့ရတယ်ဆန်ဒါလန်နဲ့အဲ့ဒီပွဲစဉ်ကဒါကျွန်တော်ခြေစွမ်းကဘာလို့လက်ရှိမှာသူတို့အနေနဲ့ပရီးမီးယားလိမှာဒါကျွန်တော် top 4ထဲရောက်နေလဲဆိုတာကိုဆက်လက်ပြီးပြသခဲ့တဲ့ဒီထားမှရှိတာပေါ့နော်တန်တက်အသင်းတစ်သင်းနေနဲ့ လူတော်များမသိတဲ့အရာတခုကဆန္ဒကဒီနှစ်မှာလူဝဲချမ်းထားတဲ့တဲ့တဲ့ဖြစ်ပြီးတော့သူတို့ရဲ့လက်ရှိ influence ဒါကအကောင်းဆုံးတာဖြစ်တယ်။အဲ့တော့ဒီနေရာမှာဒါကိုပြောချင်တာက Arsenal ညံ့တယ်လို့မဆိုလိုဘူး။ Arsenal လည်းမညံ့ခဲ့ဘူး။အဲ့ဒါကိုကျွန်တော်ဒီနေရာမှာအဓိက point နဲ့ပြောချင်တာ။ဒီ weekly recap အနေနဲ့ခုနကပြောလို့ဒီနေ့မှာ Arsenal အသင်းတည်ရကြခဲ့တယ်။ပေးကိုအများဆုံးပွဲတစ်ပွဲဖြစ်ခဲ့တဲ့အပေါ်မှာ Arsenal အသင်းနဲ့ပထမအောင်ဆုံးပဲဖြစ်လာတယ်။ fatigue ဆာဖြစ်လာပြီဒါ arsenal သင်းတဲ့ artista မှာလက်ရှိမှာဒါကျွန်တော်သူ့အနေနဲ့ခန်းစင်ပိုင်းမှာဒါလဲလို့ရတဲ့ကစားသမားတွေအများကြီးရှိတယ် နိုဒဲအပြောင်းလဲလုပ်ပြီးကစားသူရဲကစားသမားကြီးအများကြီးရှိတယ်။ဒါ maybe ဒါကျွန်တော်အဒိတာအနေနဲ့ဒါကျွန်တော်မော်စကာရာဆာလီဘာ၊ဟင်ကာဘီဆာလီဘာ၊ဆာလီဘာဟုဆိုဂေဘရီယယ်ဟင်ကာဘီ၊ဂေဘရီယယ်မော်စကာရာဒီလိုမျိုးတာတွဲလုံးနေနဲ့အများကြီးဆော်လို့ရတယ်။ပြောချင်တာပဲရှေ့ရှေ့လေဂေဘရီယယ်ဆာလီဘာအခုနောက်ပိုင်းပွဲစဉ်တွေမှာတောက်လျှောက်ဒါကျွန်တော်တို့ပွဲတိုင်းလို့လို့ပွဲထွက်လာခဲ့တယ်။နားလည်လို့လည်းရပါတယ်။အာဆိုတဲ့နဲ့ပွဲတိုင်းကလည်းအမှတ်လို့တော့ဒါပေမဲ့လက်ရှိမှာမော်စကာရာအနေနဲ့ဒါကျွန်တော်တို့လက်ရှိသူပွဲချုပ်လာတဲ့ဒါပွဲစဉ်တောက်လျှောက်လို့မှသူပါကောင်းလဲ။နောက်ဆုံးမှာဟင်ကာဘီကိုကွန်ဖီဒန့်မရှိဘူးဆိုရင်တော့မှဒီနေရာမှာဒါကျွန်တော်တို့ confidence ဆိုရတာ သူ့အနေနဲ့ဒါမော်စကာရပါပွဲပဲနဲ့ဆိုတော့ကျွန်တော်တို့လူသားမဲ့လူကသိရမှာမဟုတ်ဘူးကျွန်တော်ငဲနဲ့ပြောနေတာရှိရဒီကစားသမားတွေက9 to 5လောက်လုပ်နေရတဲ့ကစားသမားတွေကျွန်တော်တို့နဲ့အတူတူပဲ ။ဘာလို့အဲ့လိုပြောရလဲ။လက်ရှိမှာကစားသမားတွေကျွန်တော်တို့ကဒါဘောလုံးကွင်းမှာပဲတို့မြင်ရတာဖြစ်ပေမဲ့တို့အနေနဲ့ဒါကျွန်တော်နှိမ့်တိုင်းလို training ဆင်းရတယ်။ဂျာရဲ့ပွဲတွေရှိဂျာရဲ့မှာပါတို့နေ training ဆင်းရတာဖြစ်ပြီးအကယ်၍တို့အတင်းသားလက်ရှိမှာမနိုင်ခဲ့ဘူးဆိုရင်ဂျာရဲ့မှာ training ကပူတောင်ဆင်းရရင်ဒါမှရှိရဲ။ကိုသိန်းကနိုင်သွားရင်တို့ one day off ပုံစံမျိုးရနေတာမှတ်မိမဲ့ကျွန်တော်တို့အနေနဲ့လက်ရှိတာမန်လူပုံစံမျိုးပဲတို့လည်း9 to 5လို့လုပ်ရတယ်။ကျွန်တော်ဘာလို့သိရလဲလက်ရှိမှာ Tottenham Hotspur အတင်းနေတာကျွန်တော်မှတ်မိရဟန်နာသူပြောပုံရကစားသမားတွေကဝင်ပြီးဆိုတို့ရဲ့ name tag ကိုဒါကျွန်တော်တို့ အလုပ်လုပ်တဲ့လူတွေလိုပဲကျွန်တော်လုပ်ရတယ်ထွက်ရင်လည်းဒီညမှာနည်းနည်းလေးပိုဆောထွက်ရင်ထွက်ရမယ်ဒါတော့ပဲတခါကျကန်ဆိုးရင်ဒါနောက်ကျတော့ထွက်ရတဲ့ moment တွေရှိတယ်စိုးစားရှိပြီးတော့သူတို့ကဒါကျွန်တော်တို့ကာရတဲ့လုပ်ရတဲ့လူတွေဖြစ်တဲ့ကြောင့်ဒါ training day ပါတော့ရင်ခင်ဗျအသေးလုပ်ရအဲ့တော့ တရှိမှာအာဆိုသိနေတဲ့ဒီနေ့ပွဲစမှာပွဲပန်းနေစုတဲ့ဒါကြတော့အခြေအနေတစ်ခုကိုအပြည့်အဝတွေ့ခဲ့ရလားဆိုတော့ yes တဖြည်းဖြည်းနဲ့ပွဲပန်းလာဆိုတာရှိတယ်။ဘာလို့လဲဆိုတော့ Sunland ကဂျားရဲ့ထမှာလုံးဝမဆော့ထားတဲ့ကောင်းနေလုံးဝဒါ fresh light တွေတွေ့လာခဲ့တယ်။လုံးဝအသစ်သစ်တွေဒီညမှာအားတာချက်တစ်ခုနဲ့ Arsenal မှာလူစည်းရင်းကောင်းကောင်းတက်နေတယ်ဒါတော့တော့တင်းတင်းတောင်းဖြစ်ကုန်တောင်းတင်းတင်းရှိတယ်။ဒါပေမဲ့ Arteta နဲ့ဒါကြီးကိုအသုံးမချဘူး။ဒါ Arteta ရဲ့လက်ရှိဒီနေ့ပြဿနာကအဲ့ဒါလို့ကျွန်တော်အနေနဲ့မြင်တယ်။သူတွေရဲ့သူဒီဒုတိယပိုင်းမှာဒါကျွန်တော်တို့အကြေခုနပေါ့ Arsenal တင်းတူဝဲနိုင်တဲ့အချိန်မှာဒါ cancel ပိုင်းကိုသူလဲပလိုက်လို့ရတယ်။တစ်ခုလုံးပြဟင်ကာပီလဲမလားကျွန်တော် Louis Kelly လဲမလားဒါဘန်ဝိုက်လဲမလားဒါကျွန်တော်လက်ရှိမှာမော့စကာရာလဲမလားပွဲပန်းနေတဲ့ကောင်တွေကိုမိနစ်90တိတိဒါကျွန်တော်အသင်းထဲမှာထပ်ထားတဲ့အပြင်ကိုဒါကူမှတော့5ဘတ်နဲ့ဆော့ပလိုက်တယ်အဲ့တော့ပြောချင်တာကတစ်ဖက်ကတော့ကျွန်တော်လက်ရှိမမဲ့ရတာချက်စီးနဲ့ပွဲစဉ်တုန်းကလည်းမြင်ခဲ့ရတဲ့ပုံစံအတိုင်းဒါ စရလက်လုတ်ခဲ့တာပဲဒါ property ကိုထည့်ပြီး property ရဲ့တိုးအားတွေကိုဆွတ်ဆက်ပြီးညှစ်ပြီးတော့တုံးသွားခဲ့တဲ့နေထားမှာရှိတယ်။တပုံစံနဲ့ဖြစ်သွားခဲ့တဲ့ပုံစံမျိုးမှာတော့ရှိတယ်လို့တော့ဆိုလို့ရမယ့်နေထားမှာရှိတယ်။အခုနောက်ပတ်သက်ပဲနောက်တစ်ခုကဒါကျွန်တော် Arsenal သေးရဲ့ tight-set ပိုင်း။ Arsenal သေးရဲ့ tight-set ပိုင်းမှာ Merino ရဲ့ goal luck တွေကိုဒါအလွန်ကြုံမိခိုးနေတယ်ဆိုတဲ့ဒါကျွန်တော်တို့ Arsenal ရဲ့ Luke Page တစ်ခုကရေးတင်ထားခဲ့တာကိုတွေ့ရမယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာ Merino မှာ tight-set ညံရှိတယ်။ဒါ100%လက်ခံ။ဒါပေမဲ့ ပြဿနာကလက်ရှိမှာမရီနိုဘာလို့ဂိုးသွင်းနေလဲဆိုတဲ့အကြောင်းအောင်ခင်ဗျားတို့နည်းနည်းလေးကျွန်တော်နားလေတော့ရှင်းပြမယ်။မရီနိုဒီဂိုးလက်ရှိတာလည်းမှန်တယ်။ဂိုးလက်သွင်းတတ်တဲ့ကစားသမားတယောက်လည်းမှန်တယ်။ဒါပေမဲ့မရီနိုကိုတစ်ဖက်အသင်းကတိုက်စစ်အနေနဲ့တော်ရုံတန်မမြင်ဘူး။လူမရှိဘူးဆိုရင်ဒါပေမဲ့လက်ရှိမှာဆရာလက်ရင်လက်ရှိဒါကျွန်တော်တို့လီဘီယာအနေနဲ့မရီနိုကိုတိုက်စစ်မှုနဲ့သူမြင်ခဲ့တယ်။ဒီနေ့ပွဲစဉ်မှာအတ္တကလုံးဝအခရာကျခဲ့တဲ့အနေထားလို့ရှိတယ်လို့မြင်တယ်။ခါတိုင်းပြောင်းမှလက်ရှိမှာ Slavia Prague နဲ့ပွဲစဉ်မှာ Arsenal ရဲ့အသင်းကတိုက်စစ်မှုဒါကျွန်တော်တို့ မရီနိုကိုဒါကျွန်တော်စလေးဗီယာပရက်နေမရီနိုကိုဒါတိုက်စစ်အနေထားနဲ့ဆိုတာသိပ်မမြင်ဘူးဆလန်လန်ကဒါကျွန်တော်လက်ရှိမှာလက်ဘရစ်ကဒီယာနဲ့ပတ်သက်ပြီးတော်တော်ကြီးကိုလေ့လာခဲ့တယ်ပုံမဲ့မရီနိုကိုလုံးဝလော့ခ်ဒေါင်းချလိုက်တဲ့ချိန်မှာ easy ကလည်းဂိုးမသွင်းတတ်တာနဲ့ quality သွားကြသွားတယ်ဒါလက်ရှိမှာဒါကျွန်တော်တကယ်ကိုဒါဂျင်းနဲ့ကြက်ထဲရောက်တာတကယ်ကိုကဲတာက trosset ပဲအမြင်နဲ့ပဲဒါလက်ရှိမှာ trosset ကိုဘာလို့ဒီနေ့မှာလာစာတိုးပြီးစာချုပ်အစ်စ်ပုံစံမျိုးချုပ်ထားတာဒါမျိုးတွေကိုသဘောပေါက်မှနေရမှရှိတယ်လက်ရှိလက်ဝဲနေရာမှာဒါကျွန်တော် trosset ကဒါကျွန်တော်တခါခါကျ American maker အနေနဲ့ဖြစ်တတ်တယ်ဝူနိုင်းနေတခါကျလောက်တတ်တယ်မမေရ Everton နဲ့ဒါမနစ်ကပွဲစဉ်လုံးကဒီတိုင်းမ ်သူ့ကိုတွေးခဲ့ရတဲ့တမှာပါတယ်အဲ့တော့ပြောချင်တာ share မှာလက်ရှိမှာ Arsenal သိနေတာတစ်ဖက်ကလူပုံတော့နဲ့ကစားပြီးဆိုရင်သူတို့နေဖြိုခွင်းတက်တယ်မဖြိုခွင်းတက်တာမဟုတ်ဘူးဒါပေမဲ့တစ်ခါကျရင် Arsenal သိငါပေါ့တယ်သူတို့ရဲ့တိုက်စစ်ကိုသူတို့နားလေဘူး Adidas ကိုတိုင်စူးစမ်းနေထားမှာရှိတယ်စာကာကိုပြန်တယ်ပြန်တယ်ပြီးခုနကပေါ့တိုက်စစ်ပိုင်းမှာလုတ်เสียရအများကြီးရှိတယ်လုတ်လက်ရှိဒီနေ့ပွဲစဉ်မှာဗျာကျွန်တော်ပြောချင်တာ Arsenal သိမှာအရန်လူတွေရှိပါတယ်တိုက်စစ်ပိုင်းမှာဒါ down man ထဲမှာ Ethan Wanner ထဲမှာတစ်ခါကျရင် you have to take the risk ကျွန်တော်ပြောဆို Adidas ကိုတိုင်ကတစ်ခါခါကျရင်ပြဿနာကတချို့နေရာတွေမှာဒါကျွန်တော်တို့စွန့်စားလွန်ရကြပြီးတချို့နေရာမှာမစွန့်စားလွန်ရကြတယ်လို့ကျွန်တော်နေမြင် င်းတယ်မစိုးစားလို့ရကြားတဲ့နေသားမှာဒါပါလေဆိုတော့သူ့အနေနဲ့ဟိုလူငယ်တွေကိုတိတ်ပြီးတော့နေရာမပေးဘူးခုနပေါ်သူ့အနေနဲ့နိုင်ပြီးဆိုရင်โอเคငါဒီလူကြီးနဲ့ဒီနေ့ပွဲစဉ်ကိုသိမ်းတယ်ကျွန်တော်နားလေတော့ရပါမယ်တကယ်တမ်းဂိုးပိုလိုအပ်နေတဲ့ဒါအသင်းသင်းနဲ့ဒါဒေါင်းမဲတို့ no even one way တို့ရဲ့ fresh leg တွေကအလုတ်ဘလောက်ဖြစ်နိုင်လဲကွင်းထဲကိုဒါကျွန်တော်တို့ ပွဲမပန်းမင်းနဲ့ရောက်လာကစားသမားတဲ့တမိုးရှိတယ်ဥမာဒါလက်ရှိမှာတစ်ဖက်အသင်းရဲ့ဒါလူစည်းရင်းလဲမှုကအင်မတန်မအသက်ဖြစ်သွားတောက်ပြီးအာဒင်ဂရာဘရော့ဘရီဒီ၃ယောက်ကလက်ရှိဆင်နာလန်ကိုဒီနေ့ပွဲစမှာတေးတမတ်ယူပေးခဲ့တဲ့၃ယောက်လို့ပြောကျွန်တော်နေမှားမှာမဟုတ်ဘူး တော့ကျွန်တော်မယန်းနာကကျွန်တော်သိပြီးမတွေးလိုက်ဘူးဒါခုနကပေါ့တောက်ပြီးအဒင်္ဂရာဒါကျွန်တော် property အဒင်္ဂရာဆိုလက်ရှိမှာဒါတစ်ဖက်ရတာကျွန်တော်တင်းမနည်းနည်းကြနေပြီးတဲ့အချိန်မှာအဒင်္ဂရာတောက်ချောက်ထိုးပေါက်ဘူးကျူးစားတင်းမလက်တနိုင်တော့ကူညီတာပဲကျွန်တော်ပြောရသေးလားပြောချင်တာအာဆိုသိနေလက်ရှိဒီပွဲစဉ်မှာရှေ့ရှေ့လေးခုနကပေါ့ပဲဒီနောက်တန်းတစ်ခုလုံးကိုအာတီတနဲ့ဖြုတ်လဲပလိုက်လို့ရတဲ့အနေအထားမှာရှိတယ်တကယ်ဖြုတ်လေလားလက်ရှိမောင်းလာအရန်လူကြီးကိုဆက်ကြောရွေးပြရမယ်။နောက်ကျဘန်ဝိုက်ရှိတယ်၊လူးဝစ်ကယ်လီရှိတယ်၊ဟင်ကာပီကီရှိတယ်ကျွန်တော်တို့ဘုရားပြောသူပဲမော့စကာမော့စကာရှိတယ်ဗျာတိတိလားကျွန်တော်မော့စကာထည့်လိုက်တယ်။အဲ့တော့ လေးယောက်လုံးကိုဖြုတ်ပြီးဆွပ်ပလက်လဲပလိုက်လို့ရဒါမှမဟုတ်ငခုနပေါ်တယ်ရှေ့ရှေ့လေးလက်ကြီးပွဲပန်းနေဇူဘီမန်ဒီနဲ့ဒါရိုက်စ်တို့ပွဲပန်းနေပြီအဲ့နောက်ကောင်ထုတ်ပြီးကျွန်တော်မော့စကာရာဟင်ကာပြီးနောက်တန်း6ရောက်ပိတ်ချလဲရှက်စရာမဟုတ်ဘူးဗျာလက်ရှိမှာအဆက်တင်မှနေပြီးတော့အခုလက်ရှိမှာအမတ်ဖြတ်ရဖို့တွေအမတ်ဖြတ်ရဖို့အရေးကြိုးစားရမယ်ပွဲစဉ်တပွဲမှာနောက်တန်း6ရောက်နေကစားရရှက်စရာမဟုတ်အခုနပေါ်တယ်ပဲအာအာဒီတာရဲ့ပြဿနာတစ်ခါကြိုက်နားလေခက်တာ risk ယူတဲ့ဥစ္စာတွေအရန်ယူပြီးတော့ risk မယူတဲ့ဥစ္စာလုံးဝမယူတော့တဲ့ဥစ္စာရှိတယ်အဲ့တော့ ရဲ့ဒါကျွန်တော်သွားကျင်တဲ့ပုံစံနဲ့အာတိတကိုတိုင်မှာလည်းအပြစ်ရှိတယ်တခါဟာကြတယ်ဒါပေမဲ့ခုနကအာတိတတော်ပါတယ်အာတိတတော်ရဲ့ဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းအာစနယ်ရှုံးသွားခဲ့တာမို့တည်ဒါပေမဲ့ဒီနေ့ပွဲစဉ်ကတည်ကဘလောက်ထိနစ်နာလဲဆိုတော့စီတီသင်တုံ့မှတ်ရသွားတဲ့အချိန်မှာပုံပြီးတည်သာသွားတယ်ကျွန်တော်အနေနဲ့မြင်တယ် ဒါပေမဲ့ခုနကပြောလို့အာဒီဒါနေတဲ့ခါခါကြာရင်ကိုယ့်ရဲ့ကစားသမားတွေကိုနားလေဖို့ကြာတော့ဂေဘီယယ်နဲ့ဆာလီဘာစိုက်ယုံမဟုတ်ဘူးစိုက်ယုံလည်းဘယ်တော့မှဖြစ်လာမယ့်ကစားသမားမဟုတ်ဘူးငကိုတဲကဆာလီဘာနဲ့ဂေဘီယယ်ဖရက်ချောက်ဖြစ်တဲ့ကစားသမားတွေဖြစ်တယ်ဒါကိုအာဒီဒါကိုယ်တိုင်လည်းသိပြီးသားပါ။ဘာကြောင့်ခုနကပြောလို့ဂေဘီယယ်နဲ့ဆာလီဘာကျွန်တော်ပြောတာလက်ရှိမှာဒါကျွန်တော်38ပွဲမှာကျွန်တော်တို့က80ရာခိုင်နှုန်းမှာအမြဲတမ်းဆော်နိုင်တဲ့ကစားသမားဖြစ်တယ်။သူတို့နှစ်ယောက်တည်းတယောက်အမြဲတမ်း30ရာခိုင်နှုန်းအမြဲတမ်းလွှဲတယ်။တယောက်တယောက်လိုချားပြီးလွှဲတာပဲရှိတာ။ တော့ပြောချင်တာအခုလက်ရှိမှာဟင်ကားပြီလို့ကစားသမားမျိုးလီဗာကူဆင်ကဈေးကြီးပဲအငါအပိသက်ဆာရုပ်ဆိုပေမဲ့ဈေးကြီးပဲပြီးခေါ်ထားခဲ့ရတယ်မော်စကာကခုချေစွမ်းပြဒီနေ့ကကိုအာတီတာကိုတိုင်မယုံဘူးဆိုရင်ဘာလို့ယုံမှာလဲကျွန်တော်ပြောတာဒါမျိုးတွေအာတီတာအင်ပရူပြီးတော့နောက်တိုက်ဆက်ပိုင်းတိုက်ဆက်ပိုင်းမှာလက်ရှိမှာအာဆိုသိနေဒီထက်ပိုပြီးအင်ပရူဖြစ်ပြီးတော့တော့ဘာလို့လက်ရှိမှာ attacking channel ဒီမှာ easy တယောက် စီကနေပြီးတော့တိတ်ပြီး attacking channel သိမ့်မလို့ maybe ကတော့ easy positioning ရမှားနေတာလည်းဖြစ်ရဖြစ်မယ်ဒါပေမဲ့ easy စီကဒါကျွန်တော်တို့ attacking outlet တွေနင်းနေတယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ်ဒီမှာပါတယ်သို့ပေမဲ့တော့ညာလည်းဒီနေ့ပွဲစမှာဒါ Saka နဲ့ Trossard တို့ကတော့ဆက်ပြီး hero ဖြစ်နေစေဖြစ်တယ်တလုံးတလုံးဆက်လက်ပြီးလုတ်ပြနေစေဖြစ်တယ်ဆိုတဲ့အနေထားမှာရှိတယ်ပြီးတော့ဒီနေ့ပွဲစမှာ Sunderland ကောင်းပါ Sunderland တအားကောင်းတော့နေတယ် Sunderland တအားစတဲ့ကလည်းကြီးရတဲ့အခြေအနေကဘာလဲဆိုတော့ကိုယ့်ဘက်ကဒါကျွန်တော်တို့ဒီကိုယ့်ရဲ့ဒါငယ်မွေးချံပေါက်တည်းကြီးပဲကိုယ့်ဒုက္ခပေးတဲ့အသိမ်းပဲ အမြဲတမ်းနှစ်တိုင်းတာအာစနိုသိတဲ့ကျွန်တော်ဖလားလည်းလွဲချော်သွားပြီးကြည်လိုက်မယ်ဆိုကိုယ့်ရဲ့ငယ်မွေးချန်ပေါက်တည်းကြီးပဲကို့ဒုက္ခပေးတာတနှစ်သားကလည်းတီယိုဝဲကော့တို့အိုစုတနှစ်သားကလည်းအိုလီဝက်ကင်းတို့အိုစုတနှစ်သားကလည်းအဲ့လိုပုံစံမျိုးပဲအမြဲတမ်းတာဒုက္ခပေးရတယ်မှာပါအဲ့တော့ ရှိမှာအာဆိုအသင်းတခုလည်းရှိမှာသူများဘာဖြစ်တယ်မဖြစ်တယ်ဆိုတာတက်ဆန်ကိုအသင်းပူကောင်းမှုတော့ကိုစူးစမ်းတော့မမြင်နဲ့ကျွန်တော်တို့တို့ရဲ့ဒီနေ့မှာအာဆနယ်အာဆနယ်ဒီနေ့ပွဲစဉ်မှာဒါတခုခုလွေးနေတာမှန်တယ်ဒါပေမဲ့လက်ရှိမှာဆန်လန်တာအကောင့်နဲ့ဆိုတဲ့ recap ကိုလည်းမမိကြဘူးပြောရင်လည်းပဲကျွန်တော်တော့ကုန်ပြပါအောင်မြန်မြန်လေးလည်း clip ပေးကြပါအောင်ဗျမြန်မြန် clip မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော့နေ့နေ့ဖြစ်ပါစုမုံအောင်တောင်းပေးနေပဲကျွန်တော်တို့ဒီနောက်မှာ AAC တွေ့ကြတာပေါ့ဒီပါဗျ